မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ် AB လ20ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့် Radio NUG ရဲ့ညပိုင်းပြည်တွင်းသတင်းများကိုဖတ်ကြားပြီးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ຫນွေနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ထိထဗျူဟာစခန်းကိုတော်လန်ရေးတပ်တွေတိုက်ခိုက်သိမ်းပိုက်တဲ့တင်ကိုတင်ပြပေးပါမယ် တနင်္သာရီတိုင်းတဝဲခရိုင်ဒဲကထိုင်းမြန်မာနယ်စပ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ထိထဗျူဟာစခန်းကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့တော်လန်ရေးပူပေါင်းတပ်တွေကပြောပါရယ်။အဲ့ဒီထိထဗျူဟာစခန်းကို KNU, KNL တပ်မဟာလီဥဆောင်မှုနဲ့ FFD တပ်ဖွဲ့ PDF ရဲဘော်တွေနဲ့တပ်မဟာ drone သင်တန်းသားတွေပူးပေါင်းပြီးတော့မနေ့ကဧပြီလ19ရက်နေ့ညနေ9:00နာရီခွဲလောက်မှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ Force for Federal FFD တပ်ဖွဲ့ကထုတ်ပြန်ထားပါရယ်။ လက်ရှိမှာဗျူဟာမူးကိုအတိဖမ်းမိခဲ့တယ်လို့ Force for Cultural FFD တပ်ဖွဲ့ကထုတ်ပြန်ထားပြီးမြန် KNU တပ်မှလေးဘက်ကတော့စစ်ကောင်စီဘက်ကအကြဆုံးများတယ်ဆိုတာကအတိပြုနိုင်သေးပြီးတော့တင်းစီရမိတဲ့လက်နက်ခဲယမ်းတွေကိုစီစဉ်နေသေးလို့သာအတိပြထားပါတယ်။ဗျူဟာစခန်းအတွင်းမှာအင်အားရာကနန်းလောက်နဲ့တောင်ကုန်းနေရာတလျှောက်စခန်း၃ခုနဲ့တပ်ဆွဲထားတဲ့အဲ့ဒီဗျူဟာစခန်းကိုအေဗီလန်၁၂ရက်နေ့ကလေးကပိတ်ဆို့တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ ဒီထရွာအနီးမှာရှိတဲ့ပထမစကန်းကုန်းကိုပြီးခဲ့တဲ့နှစ်ရက်လောက်ကတည်းကတိမ့်ပိုင်နိုင်ခဲ့တာဖြစ်ပြီးတော့ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာဧပြီလ19ရက်နေ့ညနေပိုင်းမှာစကန်းကုန်းတစ်ခုလုံးကိုအပီးသက်တိမ့်ပိုင်နိုင်ခဲ့တာလို့ KNU တပ်မှလေးမြိတ်တဝဲခရိုင်အတွင်းရေးမှူး Pro Anna ကအတည်ပြုထားပါတယ်တော်လိုင်းကြီးတက်တွေစတင်တိုက်ခိုက်ချိန်ကလေးကအဂျမ်ဘတ်စစ်ကောင်စီဘက်က Jet Fighter, Wine Tree, K8WMI17 ရဟရင်တွေနဲ့ပြစ်ကူပြီးတိုက်ခိုက်ခဲ့တာတွေရှိခဲ့တာကြောင့်ဒေသနေပြည်သူတွေထိုင်းနိုင်ငံဘက်နေဆက်မြင်းဘက်ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့လည်းဒေသတွင်းသတင်းတွေကဆိုထားပါတယ်။ဒီတိုက်ပွဲမှာ Force for Federal FFD တပ်ဖွဲ့ကဒရုန်းသင်္นานသားတွေသင်္นานပီးပီးချင်းမြေပြင်မှာလက်တွေ့ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့လည်းသိရပါတယ်။ FFD တပ်ဖွဲ့အနေနဲ့တနင်္သာရီတိုင်းအပအဝင် အခြားဒေသတွေမှာပါရဲဘော်တစ်တွေကိုဖိတ်ခေါ်ထားရာ ဆရာနာရှင်ချေမုံကြီးအတွက်တိုက်ပွဲဝင်လူသူတွေလာရောက်ရှောက်ထားနိုင်တယ်လို့ Force for Federal FFD တပွဲကထုတ်ပြန်ထားပါတယ်ခင်ဗျာဆလဘီကင်ဦးဆောင်တဲ့အဖွဲ့ကငလင်ဘေးတဲ့မိသားစုတထောင်စာထောက်ပံ့တဲ့တရင်ကိုတင်ပြပေးပါမယ်ဒေါန်ဆန်းစုကြည်ဤသားငယ်ကင်ခေါ်ကိုထိန်လင်းဦးဆောင်တဲ့စု80ဘတ်ဒီကမ်ပိန်းအဖွဲ့ကငလင်ဘေးတဲ့ပြည်သူတွေကမိသားစုတထောင်စာထောက်ပံ့ပေးအပ်ခဲ့တယ်လို့ campaign အဖွဲ့ကပြောပါရီ Kim ဦးဆောင်တဲ့အဖွဲ့ကမြန်မာနိုင်ငံငလင်းဘေးတင်ပြည်သူတွေအတွက် ABL 15ရက်နေ့အထိစောင့်ရထားရှိမှုမှတ်တမ်းကိုအတိပေးလိုက်တာဖြစ်ပါရီမြေပြင်ကယ်ဆယ်ရေးအဖွဲ့တွေကိုကယ်ဆယ်ရေးပစ္စည်းတွေဖြည့်တင်ပေးခဲ့ပြီးတော့အရေးပေါ်လိုအပ်နေတဲ့နေရာတွေကိုတွားရောက်ပေးပို့ခဲ့တယ်လို့လည်းဆိုပါရီဒါဟာပထမအကြိမ်ထောက်ပံ့တာဖြစ်ပြီးတော့မိသားစုတထောင်စာအတွက်တလားစာဖူလုံစီနိုင်တဲ့စံစီ၅တက်တာခောက်ဆွဲကြောက်စီဝါရေတန့်အတင်စာဟင်းထုတ်တွေ ငချောင်းနဲ့ငပိဘူးတွေနှိုးတိုက်ကလေးငယ်တွေအတွက်နှုတ်မုံဘူးတွေကိုထောက်ပံ့ပေးနိုင်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဆိုလာမီးတိုင်တက်စင်တာအိမ်သားတွေစောက်ပေးတာသုံးရီအတွက်ရေမော်တာတွေတက်စင်ပေးတာတွေလုပ်နေတယ်လို့စု80 birthday campaign ကိုဦးဆောင်သူတွေကပြောပါတယ်။ အခုလလုံးဆောင်နိုင်ဖို့ကူညီထောက်ပံ့ပေးတဲ့အလူရှင်တွေနဲ့မြေပြင်ထောက်ပံ့ရေးအဖွဲ့သားတွေကိုကျေးဇူးတင်ရှိကြောင်းနဲ့ဆက်လက်လှုံ့ဆော်နေတာတွေကိုလည်းအတိပေးသွားမယ်လို့စုအိတ်တီဘတ်ဒီကမ်ပိန်းအဖွဲ့ကထုတ်ပြန်ထားပါတယ်ခင်ဗျာဆက်လက်ပြီးဝေဟင်မာစီးကျင်းထုတ်မဲ့ဟင်းတာတို့ရဲ့အပြန်ဒရုန်းဝန်ရံကမ်ပိန်းမှာပူပေါင်းပါဝင်ကြဖို့မွန်တော်လေးတက်ဖိတ်ခေါ်တဲ့သတင်းကိုတင်ပြပေးပါမယ်ဝေဟင်မာစီးကျင်းထုတ်မဲ့ဟင်းတာတို့ရဲ့အပြန်ဒရုန်းဝန်ရံကမ်ပိန်းမှာ ပူးပေါင်းပါဝင်ကြဖို့မွန်တော်လန်ရေးတပ်တခုဖြစ်တဲ့မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ကဖိတ်ခေါ်ထားပါရယ်မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA မှာရှိတဲ့ဌာနခွဲတွေဒဲကမှ drone ဌာနက drone အသစ်တွေဝယ်ယူနိုင်ဖို့နဲ့လက်ရှိသုံးနေတဲ့ drone တွေကိုအဆင့်မြင့်တင်နိုင်ဖို့နိုင်ငံတကာ fundraiser တွေနဲ့ပေါင်းပြီးတော့ပထမဆုံးအကြိမ်လုပ်တဲ့ campaign လို့ဆိုပါရယ်တိုက်ပွဲတွေဖြစ်နေချိန်မှာ ရုန်းတွေဟာမြေပြင်နဲ့ဝင်းကိုအသာစီးရစေသလိုတံပူးရှိလာတဲ့ပြည်သူကာကွယ်ရေးဘော်တွေရဲ့အသက်ပေါင်းများစွာကိုလည်းကာကွယ်ပေးနိုင်တယ်လို့အတည်ပြုထားပါတယ်။ကမ်ပိန်းကာလဟာဒီကနေ့ဧပြီလ20ရက်နေ့ကနေမေလ31ရက်နေ့အထိဖြစ်ပြီးတော့ကြက်သိန်း3000ရဖို့မျှော်မှန်းထားတယ်လို့ project owner အဖြစ်တောင်ဝန်ယူဆောင်ရွက်မဲ့ support for Myanmar from Australia and Singapore အဖွဲ့ကဆိုထားပါတယ်။အခုကမ်ပိန်းကရရှိလာမဲ့ထောက်ပံ့ငွေတွေတဲကမှာ အရေးပေါ်စစ်စင်ရေးအတွက်လိုအပ်နေတဲ့ multi rotor drone နဲ့ face wing drone တွေစုစုပေါင်းအစင်20ဝယ်ယူมาဖြစ်တယ်လို့တက်တော်မှာလက်ရှိသုံးနေတဲ့ drone တွေကိုလည်းအစင်မြင့်တင်มาဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်ပြည်တွင်းပြည်ပမှာနေထိုင်ကြတဲ့တော်လိုင်းကြီးအကူမောင်တို့များနဲ့နိုင်ငံတကာမှာရှိတဲ့ fundraiser များအနေနဲ့စစ်ကောင်စီတက်တွေနဲ့ဝင်းဟင်းမှာစီးချင်းထိုးနိုင်ဖို့အတွက်အင်တာတို့ရဲ့အပြန် drone ဝန်းရံ campaign မှာတက်နိုင်သလောက်ပံ့ပိုးကူညီပါဝင်ပေးကြဖို့ပွဲစီစဉ်သူတွေကတိုက်တွန်းထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးစစ်ကောင်စီဘက်ကအရက်သားပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတာကြောင့်ပြစ်မှတ်ထားတိုက်ခိုက်ခံရနိုင်တဲ့အဆောက်အုံတွေနဲ့ဝေးတဲ့နေရာမှာနေကြဖို့ KNU သတိပေးတဲ့သတင်းကိုတင်ပြပေးပါမယ်။အကြံပေးစေကောင်စီတက်တူဟာအရက်သားပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတာကြောင့်ပြစ်မှတ်ထားတိုက်ခိုက်ခံရနိုင်တဲ့အဆောက်အုံတွေနဲ့ဝေးတဲ့နေရာမှာနေကြဖို့ KNU ဘဟုကပြည်သူလူထုကိုတတိပေးပြောကြားလိုက်တာပါလက်ရှိအချိန်မှာကရင်ပြည်နယ်နေရာအနှံ့တိုက်ပွဲတွေပြင်းထန်နေပြီးတော့ အာနာသိန်းအကြံဘက်စစ်ကောင်စီတပ်တွေဘက်ကအရဲသားပြည်သူလူထုကိုပြင်းထန်ထားတိုက်ခိုက်နေတာကြောင့်အခုလိုသတိပေးလိုက်တာလည်းဖြစ်ပါရည်။ စေကောင်းစီဟာစီရေးပြတ်မမဟုတ်တဲ့ဇာတင်ကြောင်းဖုန်ကြီးကြောင်းဖះချောင်းတွေနဲ့ဆက်ရှောင်းပြည်သူရင်းထိုင်ရနေရဒေသတွေကိုလက်နက်ကြီးတွေလေရင်တွေနဲ့ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့လည်းအသိပေးထားပါတယ်။ဒါကြောင့်သတင်းမီဒီယာတွေဒေသတွင်းတက်ကြွလှုပ်ရှားသူတွေအနေနဲ့သတင်းရယူတင်ဆက်ရမှာပြည်သူလူထုပုံရှောင်နေထိုင်ရတဲ့နေရာတွေကိုအာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ကအလွယ်တကူရှာဖွေပြီးလေကြောင်းကနေတိုက်ခိုက်တာလက်နက်ကြီးနဲ့တိုက်ခိုက်တာတွေမပြုလုပ်နိုင်အောင်သတိထားတင်ဆက်ပေးဖို့အသိပေးပန်ကြားထားပါတယ်။ မိဘပြည်သူလူထုအနေနဲ့လည်းအာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ကပြစ်မှတ်ထားတိုက်ခိုက်ခံရနိုင်တဲ့အဆောင်အုံတွေနဲ့ဝေးတဲ့နေရာမှာနေထိုင်ကြဖို့တိုက်ပွဲဖြစ်ဒေသတွေမှာအရေးကြီးတဲ့အကြောင်းကိစ္စမရှိဘဲတွာလာတာတွေမပြုတ်လောက်ကြဖို့တိုက်တွန်းလို့ဆိုထားပါတယ်။စစ်ကောင်ဆောင်မင်းအောင်လှိုင်ကမိုးကာလမတိုင်မီရနိုင်သမျှနီးတွေနဲ့လက်လွတ်ဆုံးရှုံးထားတဲ့နယ်မြေတွေနဲ့မြို့နယ်တွေပြန်လည်တင်ပိုက်ဖို့လက်အောက်ခံတပ်တွေကိုညွှန်ကြားထားတာကြောင့်လာမယ့်မေလနဲ့ဇွန်လအစမ်းပိုင်းမှာ လေကြောင်းထိုက်ခိုက်မှုတွေပိုများလာနိုင်တယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကလည်းအတိအပြီးပြောကြားထားပါရခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါရခင်ဗျာ